တဲဘာတိခြင်းတဲဘဒုကိုစကားပါခြင်းလေမင်္ဂလာပါဗျကျွန်တော်ရဲ့ရှိတ်ဘရော့မြန်မာကနေပေးတဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ channel မှာပုံစံအစ်စ်နဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့အစီအစဉ်တစ်ခုစတင်လိုက်ပါအဲ့ဒီအစီအစဉ်ကမိတ်ဆွေဘာတိခြင်းလေမိတ်ဆွေဘဒုကိုစကား ပါခြင်းလေဆိုတဲ့အစီအစဉ်ကဏ္ဍတစ်ခုဖြစ်ပါတယ်ဒီစီစဉ်ကတော့ရိုးရှင်းပါတယ်တင်းမဝမှာသိကျင်တာတွေမေးမြန်းချင်တာတွေဒါမှမဟုတ်ဘုဒ္ဓကိုစကားပါခြင်းလေဆိုတော့ကျွန်တော်ရဲ့ရှေ့ဘရော့မြန်မာကနေတင့်အတွက်အယောက်ပုတ်ပြီးပဲကဏ္ဍဖြစ်ပါတယ်ဒီတော့ပါလို့ရမယ်ဆိုရင်နံပါတ်1မိခွန်းတွေမေးပါနံပါတ်2 တင်းစကားပါခြင်းတဲ့သူကိုဘလို့အကြောင်းအရာတွေပြောပြခြင်းတယ်တိရိချင်တာကိုရေးပေးပါ ကောင်းပြီဘာတွေမေးလို့ရတယ်ဘလို့စကားတွေပြောခွင့်ရှိလဲဆိုတာကိုကျွန်တော်ရှင်းပြပေးပါပထမ အပိုင်းကတော့တင့်ရဲ့အသိပညာဗိုက်စာမှုကို ဖြည့်ဆည်းပေးမယ်ကဏ္ဍဖြစ်ပါတယ် ကျွန်တော်ရဲ့ shape block မြန်မာကနေတင်သိကျင်တဲ့ knowledge တွေနဲ့ solution တွေကိုအပြေရှားပေးပြီးအရောက်ပို့ပေးပါမယ်အဲ့တော့ကြည့်လိုက်အောင်လက်ရှိလူမှုရေးပြဿနာတွေစီးပွားရေးအခက်အခဲတွေဘဝနေထိုင်မှုပုံစံတွေကိုသိကျင်လာမေးပါဒါမှမဟုတ် online ကနေငွေရှာတဲ့နည်းလမ်းတွေ စီးပွားရေးစတင်နိုင်မဲ့နည်းလမ်းတွေကိုသိကျင်တာလားမေးပါတည်ယူရင်တဲ့ဘာသာရဲ့တခုခုနည်းပညာအသစ်တွေအတမွေဝဲကြောင့်ဆရာတွေစကေးတွေရှိပြီးဘယ်ကစပြီးဘာလုပ်ရမလဲဆိုတဲ့လမ်းညွှန်မှုတွေလိုအပ်နေတာလားမေးပါရှိဘရောမြန်မာကနေအကောင်းဆုံးအဖြေရှာပေးပြီးတိကျတဲ့ knowledge တွေကိုအယောင်ပို့ပေးပါမယ် ီတော့ဆိုလိုတာကမိတ်ဆွေဘာတိကျင်တာထိုင်းနိုင်ငံရောက်ပြီးလိုရတဲ့အစာပဲအစာနဲ့အထောက်အထားတွေကဘာတွေလဲငါတို့တိကျင်တယ်ကွာမေးပါဟုတ်ဘူးငါမြန်မာနိုင်ငံမှာပြည်ပဖို့တော့ဖို့ဘလို့ project တွေဘလို့အထောက်အထားတွေဘလို့စာရစံတွေလောက်ရမှာလဲတိကျင်တာလားမေးပါဟုတ်ဘူးထိုင်းပြည်တွေထိုးတာလဲကွာငါတော့ထိုင်းနိုင်ငံမှာဒါပေမဲ့ထိုင်းပြည်နဲ့ပတ်သက်ပြီးတကယ်လို့များထိုင်းပြည်ပောက်ခဲ့ရင် ငါဘာလေးဆက်လို့ရမလဲဘာလေးတည်ထားနေစောင့်ရင်ရှောက်ရင်လေးတည်ကျင်တယ်မေးပါမဟုတ်ဘူးငါတော့ YouTube channel ဖွင့်တာလေဒါပေမဲ့ကွန်တက်ကိုနားမလည်ဘူးကွန်တက်ဆိုတာဘာလဲမေးပါပြီးတော့တင်တည်ကျင်တာကိုကျွန်တော်ရဲ့ဒီ comment ပေါက်မှာအသေးစိတ်ရေးပေးခဲ့ပါနောက်တဲ့ video မှာတင်တည်ကျင်တဲ့အဖြေတွေနဲ့အတူအရောက်လာခဲ့ပါမယ် โอเคဒုတိယပိုက်ကိုဆက်သွားရအောင်တင်းဘဒုကိုစကားပါခြင်းတယ်ဒီဒုတိယပိုက်ကတော့တင်းတို့ရဲ့စိတ်ခံစားမှုတွေကိုလွတ်လပ်စွာပေါ်ထုတ်ခွင့်ရမယ်ကဏ္ဍဖြစ်ပါတယ်โอเคစားရအောင်ဒီပိုင်းမှာတော့စကားနှမျိုးပြောခွင့်ရှိတယ် ပရမတမျိုးကຫນွေထွေးသောအမှားစကားတင်ဟာပြိပမှာရောက်ရှိနေပြီတိုက်ပြီမှာကြံခဲ့တဲ့မိပါညီကောင်မောင်နှမတွေကိုတတိယအကြောင်းကျေးဇူးတင်ကြောင်းပြောချင်တာလားဒါမှမဟုတ်အားပေးခြင်းနဲ့တငယ်ချင်းချေးရတဲ့သူကိုမွေးနေ့ဆူတောင်းဒါမှမဟုတ်အောင်မြင်မှုစကားပြောချင်တာလား တင့်ရဲ့နှွေးထွေးတဲ့စကားတွေကိုကျွန်တော်ရဲ့ရှေးဘုရမြန်မာနေအယောင်ပို့ပေးပါမယ်ဒုတိယတစ်မျိုးကတော့တတိပေးစကားဒီဘိုင်းကိုတော့မိတ်ဆွေတို့စိတ်ဝင်စားကြမှာပါတင့်ကိုမတရားလှုပ်ခဲ့တဲ့သူတင့်ကိုနာကျင်အောင်လှုပ်ခဲ့တဲ့သူကိုဘာစကားပြောခြင်းလဲ ဘာစကားနဲ့တိနေခြင်းလဲသူ့ဒါမှမဟုတ်တတိထားနေလိုက်လို့ပြောချင်တာလားဘာကြောင့်မကြင်နဲ့လဲဆိုတာကိုအတူချုပ်ရေးခဲ့ပါရှိဘရောမြန်မာကနေတင့်ရဲ့တတိပေးစကားကိုအပီအပြင်းရိုက်ခတ်ပေးပါမယ်ဒါပေမဲ့ဒီနေရာမှာစီကံချက်တခုတော့ရှိတယ် ရန်တွေ့စကားပြောတဲ့အခါမှာလူမျိုးရေးဘာသာရေးလိမ့်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုတော့လုံးဝလုံးဝခွင့်ပြုမှာမဟုတ်ပါဘူးဒီစီကချက်လေးကိုတော့ကျွန်တော် request လုပ်ပါတယ်မိကုံးချုပ်အနေနဲ့ပြောရရင်ရှေးဘရော့မြန်မာဆိုတာမိတ်ဆွေတို့ရဲ့အတန်ပါပဲဗျာဒါကြောင့်မိတ်ဆွေတို့တည်ကျင်တာတွေကိုမေးပါ ဘသူ့ကိုစကားပါးခြင်းလဲဆိုတာတွေကိုလဲဒီ comment ရဲ့အောက်မှာရေးပေးပါဒီအစီအစဉ်လေးကိုစိတ်ဝင်စားတယ်တဘောကြတယ်ဆိုရင် like ကလေးပေးပြီးတစ်တငယ်ချင်းတွေတိအောင်လဲ share ပေးကြပါဦးဗျာ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe နှိပ်ပေးပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာတင်တို့ရဲ့စကားတွေနဲ့ ပြန်လာခဲ့ပါမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ